Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့အနေနဲ့ဒါ breaking news ဖြစ်ကတော့ဒါ Lisandro Martinez က international break ပြီးတာနဲ့ပေါ့နော်။ Manchester United နဲ့တူပြန်ပြီးတော့လေ့ကျင့်ငယ်ဆင်းနိုင်တော့မှာဖြစ်တယ်ဆိုပြီးတော့ Simon Jones ကနေပြီးတော့ဖော်ပြလာပါရစေ။အတင်းတွက်ကျွန်တော်အနေနဲ့ Immidan ကိုအရေးကြီးတဲ့ကစားမတစ်ယောက်ကျွန်တော်သာပြန်ပြီးတော့ရောက်လာတော့မယ်ပေါ့ဗျာ။ဒါအပြင်ကျွန်တော်သာ Samuel Lescar ရဲ့ဖော်ပြချက်ရာ မန်ချက်စတာယူနိုက်တက်ကတော့နောက်ခံကစားမဖြစ်တဲ့ဟယ်ရီမကွိုင်းယားကိုစာချုပ်အသစ်တွေချုပ်ဆိုဖို့အတွက်ဆွေးနွေးမှုတွေပြုလုပ်နေတယ်ဆိုပြီးတော့လေကျွန်တော်သိထားရတယ်ဆိုတော့လေချာနဲ့ပဲတို့အစပြောပါရင်ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲလီဆန်ဒရိုမာရီနက်စ်ဒီအသင်းအတွက်အင်မတန်အရေးကြီးတဲ့ကစားမပါဒါအပြင်ကျွန်တော်ဘောနော်ရူဘင်အမ်မိုရင်းရဲ့လက်အောက်မှာဆိုလို့ရှိရင်ဆန်နာဘက်တီကအများကြီးအရေးပါတယ်ကစားကွက်တိဆောက်တာမျိုးတွေပဲကျွန်တော်ဖြစ်ဖြစ်ဘောနော်ဒီခန်းစစ်ပိုင်းနဲ့လို့ပဲပတ်သက်လို့ပဲကျွန်တော်ဖြစ်ဖြစ်ပေါ့ ခန်းစစ်ကစားမတွေကအင်မတန်အရေးပါတယ်အဲ့ဒီတက်ကမှကျွန်တော်ပေါ့နော်ဒီ listener room marines ဒီ mo ရင်းအမှန်ကန်အကူရတဲ့ကစားမပါ back down မှာလက်ရှိလူရှော့ဆော့နေတာတွေကတပွဲတလေကျွန်တော်ကောင်းတယ်တပွဲတလေမကောင်းဘူးတခါတလေတိုင်ပက်တယ်တခါတလေတိုင်မပက်ဘူးဒါမျိုးတွေကျွန်တော်အမြဲတမ်းကြုံနေရတာဒါပေမဲ့လည်းလို့ပေါ့နော်ဒါပေမဲ့လည်းလို့ကျွန်တော် listener room marines ဒီလုံးဝ consistent ဖြစ်တဲ့ performance ကိုပြနိုင်တဲ့ကစားသမားလီချာဒီသူနဲ့ပတ်သက်တဲ့အရာတွေကျွန်တော်စိတ်ပူရတာဆိုလို့ဒဏ်ရာပြဿနာတွေပဲကျွန်တော်ရှိတာ ဒါရပြဿနာကြီးဒါကင်းနေဆိုလို့ရှိရင် listen ro marines တို့ရဲ့အည်သွေးတွေကကျွန်တော်စိတ်မပူအောင်ဒါအပြင် ball playing လောက်ပါဘောနော်ကျွန်တော်ဒါ elite ball playing defender တယောက်ဖြစ်တဲ့အတွက် mod နေနေဘောနော် white center back ဒီစီကနေပြီးတော့ passing ကောင်းကောင်းလိုချင်တာတွေကိုကျွန်တော်ဒါလစ်ချာဖြည့်ရှင်းပေးနိုင်စွမ်းကျွန်တော်ရှိတယ်လစ်ချာဖြည့်ရှင်းပေးနိုင်စွမ်းကျွန်တော်ရှိတယ်တခါတလေမှာကွင်းလေကိုမတုံးကျင်တဲ့ mod တွေအတွက်ကွင်းလေ line တစ်ခုလုံးကိုကြော်ပြီးတော့ဘောလုံးပေးလိုက်နိုင်တာမျိုးတွေ လစ်ဆန်ရိုမာတီနက်စ်မှကျွန်တော်တို့ရှိတယ်။ဒါကြောင့်မာတီနက်စ်ရောက်လာပြီဆိုလို့ရှိရင်တော့ဘေးဒက်ပလေးင်းကစားတဲ့နေရာမျိုးဒီမှာပို့ပြီးတော့တိုးတက်မှုတွေရှိလာမလားကျွန်တော်တို့ကြည့်ရမယ်။လူရှောနဲ့တောင်မှအဆင်ပြေသလိုဖြစ်နေတယ်ဆိုလို့ရှိရင်လစ်ဆန်ရိုမာတီနက်စ်ဒါတကယ်ပြန်ကစားပြီဆိုလို့ရှိရင်တော့တော်တော်ကြီးကိုကျွန်တော်တို့ဒါအချိန်ကြီးကောင်းနိုင်မယ်လို့ကျွန်တော်ထင်တယ်။အဲလစ်ဆန်ရိုမာတီနက်စ်ကိုကျွန်တော်အမြင်ဆုံးအမြင်ဆုံးပြန်ပြီးတော့မြင်ရဖို့ကျွန်တော်လိုပြီ။တေချာတာတစ်ခုကတော့ United အနေနဲ့ပေါ့နော်။ဒီနေရာကလေကိုရီတွက်ကစိတ်ပူစရာနေရာဖြစ်နေပြန်ရောဘာကြောင့်လဲဆိုတော့လေချာပြန်ကောင်းလာတာဒီကောင်းတဲ့တစ်ချက်ပါ ြန်ကောင်းလာတော့မယ်ဆိုတာကအသင်းနဲ့လေ့ကျင့်ခန်းပြန်ဆင်းနိုင်တော့မယ်ဆိုတာမျိုးကလီဗာပူးနဲ့ပွဲတော့ပါနိုင်မှာမဟုတ်ဘူးပေါ့နော်အသင်းဒီ international break ပြီးမှပြန်ပြီးတော့လေ့ကျင့်ခန်းဆင်းမယ်ဆိုတော့ဟိုဘယ်လိုရမလဲနှစ်ပတ်သုံးပတ်လောက်နေမှပဲအပြည့်အဝပြန်ပြီးတော့ပါနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ကျွန်တော်တို့အနေနဲ့လီဗာပူးလဲပွဲတော့ဘာလို့ကိုလက်ချာကိုမြင်ရလိမ့်မယ်လို့မယူဆဘူးပေါ့နော်နောက်တစ်ခုကလူရှောတို့ဘာလို့ကလည်းအသက်ရွယ်ကလည်း30ကျော်လာတာပြီးလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဒီကစားမရဲ့ performance ကလည်းအလောက်ကြီးဒီ consistent မဖြစ်တာ တော့လေချာကလည်းဒဏ်ရာပြဿနာတွေခဏတိုင်းကြုံနေတာဒါကိုကျွန်တော်တို့ကြည့်မြင်ဆိုရင် United အနေနဲ့ကျွန်တော်နောက်ထပ် center back တစ်ယောက်ကတော့လိုတယ်ပေါ့နော် left center back တစ်ယောက်ဒါ Eden Heaven ရှိတယ်ဆိုပေမဲ့လို့ကောင်းလေးက ready မဖြစ်သေးဘူးအဲ့ဒီတော့ဒီ left center back ကအရင်စကားပြောပါတယ်ဆိုတော့လေချာပြန်ပါလာတော့မယ်ဆိုတာကပဲတော်တော်ကောင်းတဲ့သတင်းတစ်ခုလို့ကျွန်တော်ပြောရမယ့်အနေထားဖြစ်နေပြီဆိုတော့ဒါကလေချာနဲ့ပတ်သက်လို့ပေါ့နော်သတင်းကောင်းပါနောက်တစ်ခုကတော့ Harry Maguire ပေါ့လေ ကွာရနဲ့ပတ်သက်လို့ရှိရင်မန်ချက်စတာယူနိုက်တက်ကတော့လက်ရှိမှာတက်တန်းဆက်ပြီးတော့တူဘူတွေဆွေးနွေးမှုတွေရှိနေတယ်ပေါ့အဲဟယ်ရီမကွိုင်းယားကကျွန်တော်အသင်းရဲ့ဒီ leadership group တွေမှာပါတဲ့ကစားမတစ်ယောက်ဖြစ်တယ်။နောက်ပြီးရင်သူဒီဘက်နှစ်ပိုင်းဒီမှာတော်တော်လေးကိုကောင်းလာတဲ့ကစားမတစ်ယောက်ဖြစ်တယ်ပေါ့နော်။သူစီကနေပြီးတော့မှားတယ်ဆိုတာမျိုးကျွန်တော်မတွေ့ရသလိုဒိုင်ယန်ဂရင်ပါစတီပါရီနဲ့လည်းနီးပြကအများကြီးအားကိုးရတဲ့ကစားမတစ်ယောက်ကျွန်တော်ဖြစ်လာပြီ။ဟယ်ရီမကွိုင်းယားကအသင်းအတွက်မနိုင်ပြောရင်ပြောနော်နောက်တန်းမှာ အဲရေးပါတဲ့ player တယောက်လို့ပြောရမှာပေါ့လေပုံမှန်ပွဲထွက်ခွင့်တွေလက်ရှိမှာမရမနေတော့ဘူးဆိုပေမဲ့လည်းလို့ပေါ့နော်မကွမ်းရအနေနဲ့အရေးပါပါတယ်နောက်တစ်ခုကဒီယာဒီပြီးတာနဲ့စာချုပ်တက်တန်းကကုန်ပါဒီနေရာမှာတက်တန်းတိုးခွင့်တက်တန်းတိုးဖို့ရှိမြတာအဓိကတော့ဗျာခန်းစစ်ကစားမတွေကိုကျွန်တော်တို့ကငွေထက်သုံးအောင်မလားဆိုတာပဲဝင်လေမှာလည်းငွေသုံးဖို့အရေးကြီးနေတယ် win bucks တွေမှာလည်း quality win bucks တွေရှိမနေဘူးဆိုတော့ကျွန်တော်တို့ကဘယ်နေရာကိုဦးစားပေးပြီးတော့ဖြည့်မှာလဲပေါ့ အငါတို့ကတော့ဟေးဒီတရာဒီကတော့လာမယ့်နေရာဒီပြောင်းရှိမှာဆိုလို့ရှိရင်ကွင်းလေကိုပဲဦးစားပေးဖြစ်လိုက်မယ်ဝင်းဘတ်စ်ကိုပဲဦးစားပေးဖြစ်လိုက်မယ်ဆိုရင်စနဘတ်ကီကကျွန်တော်ငွေ၃ထိုင်တော့မှာမဟုတ်ဘူးအဲကြရင်ဟယ်ဒီမကွမ်းရတဲ့လူကစားမမျိုးတွေကိုအသင်းမှာဆက်ထားတာကအထိပ်ပဲရှိတယ်အဲအဲ့လို မဟုတ်ဘူးဆိုလို့ရှိရင်တော့ဗောနောအဲနောက်တန်းဒီပါတွေအားဖြည့်ဖို့လိုတယ်ဆိုရင်တော့ပိုကောင်းတဲ့ကစားမနဲ့အားဖြည့်တော့မယ်ဆိုလို့ရှိရင်မကွမ်းရတဲ့ကိုတက်တန်းဆက်ပြီးတော့မတူတာကကောင်းတယ်အားကြောင့်လေဆိုတော့မကွမ်းရသည့်တပတ်ကိုကျွန်တော်နှစ်သိန်းနီးပါးလောက်ကျွန်တော်ဘလုတ်ခလာစာပြီးချင်နေရတဲ့ကစားမတယောက်ဖြစ်တယ် အရင်ကစားမတစ်ယောက်လည်းလက်ရှိမှာဖြစ်နေပြီဆိုတော့အရေးပါတော့ level ပေါ့နော်အတင်းတည်းပူကောင်းတဲ့ quality ရှိတဲ့ player တွေပူပြီးတော့ငယ်ရွယ်တဲ့ကစားမတွေနဲ့အစားထိုးတော့မယ်ဆိုရင်တက်တန်းတူဘူးကတော့မလိုဘူးလို့တော့ကျွန်တော်ယူဆတယ်သို့တော်လည်းပဲခုနကပြောသလိုပဲကျွန်တော်တို့မှာကအစားထိုးစရာနေရာတွေကများတယ် win backs တွေလည်းကျွန်တော်တို့ကပေါ့နော်ဘယ်လိုပြောမလဲဒီဟိုအရင်ကြီးကောင်းတဲ့ win backs တွေကိုပိုင်းဆိုင်မထားဘူးဗျာနော်ပြီးလို့ရှိရင်ကျွန်တော်တို့နေဟိုဗာလဲဒီကွင်းလေတွေကလည်းအဆင်ပြေမနေသေးဘူး ဲ့တော့အဲ့ဒီနေရာတွေကိုဦးစားပေးပြီးတော့ဖြည့်မယ်ဆိုရင်တေချာတယ်ကျွန်တော်ခန်းစစ်တွေကအားဖြည့်လို့ကျွန်တော်မရဘူးငွေကကျွန်တော်နေတဲ့တပြိုင်တည်းဝန်းနေခွင့်ဖြစ်လာမှာမဟုတ်ဘူးဆိုတော့ညီကလေးရောက်ပဲလူမိညာလေဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်